င်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ဒီ Gato Animator ကိုတုံးပြပြီးတော့ဗောနော်ဒီ background animation ကိုဘယ်လိုမျိုးလုပ်ရှားမလဲဆိုတာဟာလို့ကျွန်တော်ရှင်းပြချင်ပါခင်ဗျာဆိုတော့ဒီတင်ကန်းစာကကျွန်တော်ဒီ Gato Animator ဗောနော်ဒီကျွန်တော်ဖွင့်ထားတဲ့တင်တန်းမှာအကြောင်းတားတယောက်ကဗောနော်ဒီမေးတဲ့တင်ကန်းစာဖြစ်တယ်ပေါ့ဆိုတော့ဒီတင်ကန်းစာဒီ animation technique တွေဗောနော်အဒီ animation တွေကိုလေ့လာရတဲ့ဒီဘက်ကိုအသုံးတက်စီမလို့ထင်လို့ဗောနော်ပြန်ပြီးတော့အမြောက်ပေးတာဖြစ်ပါခင်ဗျာ ကျွန်တော်တင်ကန်းစာလို့ကြည့်လိုက်အောင်ပေါ့နော်အခုတင်ကန်းစာမှာကတော့ဒီ background animation ကိုဘယ်လိုမျိုးလုပ်မလဲဆိုတဲ့ဟာလေးကိုပြပြပေးချင်ပါတယ်အရင်ဆုံးကိုဒါကျွန်တော်ဒီလုံမဲ့ background ပေါ့နော်ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့အနေနဲ့ဒီလိုလေးရှိမယ်ပေါ့နော်ဒါကိုကိုရိုင်းဆွဲထားတဲ့ပုံလေးရှိမယ်ပေါ့အဲ့ဒီမှာအရေးကြီးတာကဘာလဲဆိုတော့ဒီမှာဆိုလို့ရှိရင်အဲဒီတစ်ပင်နဲ့ဒီနိုင်ရံပေါ့နော်အဲ့ဒါကဆက်နေရေပေါ့အော်ခွဲထားတာဘုပ္ပအစင်ပြေပေါ့နော်ဆိုတော့အဲ့ဒီမှာ အဲဒီပုံရဲ့အစအဆုံးမှာပေါ့နော်ဒီလိုမျိုးပြတ်တောက်တာတွေကိုအဲတစ်ချက်ဖယ်ရမယ်ပေါ့နော်ဆိုဖယ်နိုင်ရင်ကောင်းတယ်ပေါ့နော်မဖယ်ရင်လည်းကိစ္စမရှိဘူးဒါပေမဲ့အဲဆရာတို့ဖယ်လိုက်တယ်ပေါ့နော်ဖယ်ပြသွားပြီဆိုလို့ရှိရင်ဒီပြောရမယ်ဆိုရင်ဗျာဒီဘယ်လိုပြောမလဲဒီဓာတ်ပုံရတဲ့အခါမှာအပြည့်ပေါ့နော်အပြည့်ပုံစံမျိုးပေါ့အဲဆိုတော့ဒီတစ်ပင်ကလည်းတစ်ပင်ပေါ့နော်ဒီဆရာအနေနဲ့ဒီဟာလေးကိုနည်းနည်းဖြည့်လိုက်မယ်ပေါ့နော်အဲဒီ ဟိုလေပြတ်နေတဲ့ဟာလို့ဖြစ်လိုက်မယ်အဲဒီအစိုးနှစ်ဖက်မှာအဲ့လိုမျိုးလေးထားထားမယ်ပေါ့နော်ဒီ background animation တွားတဲ့အခါမှာပေါ့နော်မတိတာအောင်လို့ပေါ့နော်ဆိုတော့အဲ့ဒီဟာပြီးသွားပြီဆိုလို့ရှိရင်ဒီကောင်းကို animation လုပ်ကြအောင်ပေါ့နော်အဒီမှာဆိုလို့ရှိရင်လည်းဒီ layer ခွဲလိုက်မယ်ပေါ့နော်အ layer ခွဲလိုက်မယ်တစ်ပင်ရတစ်ပင် layer ပေါ့နော် sorry တိုင်း control h control shift v ပေါ့အဲခွဲပြီးသွားပြီဆိုလို့ရှိရင်ဒါကတော့တစ်ပင်ပေါ့တစ်ပင်ပေါ့ န်းနဲ့သူကဒီအောက်မှာပေါ့နော်အောက်ကိုလည်းချက်အာโอเคပြီးသွားပြီဆိုလို့ရှိရင်သူ့ကို save လိုက်မယ်ပေါ့အာဟုတ်ပြီဒီထိပြီးသွားပြီဆိုလို့ရှိရင်အာဒီမှာပေါ့နော်ဒီ layer တွေကိုပေါင်းမယ်ဆိုလည်းရတယ်မပေါင်းဘူးဆိုလည်းရတယ်ပေါ့နော်အာဆရာကတော့ဒီအာမပေါင်းဘူးပေါ့နော်ဒီမပေါင်းဘူးဒီတိုင်းပဲထည့်လိုက်မယ် အဲဆိုတော့ဟုတ်ပြီအဲ့ဒီပုံကဒီပုံပေါ့နော်ဒီပုံလေးကိုဒါဆရာစစ်ပြီးတော့ပြီဆိုလို့ရှိရင်ဒီ city area ကိုပြစ်ထည့်มาဖြစ်တယ်အဲ city area ကိုထည့်လိုက်မြေထည့်လိုက်တဲ့အခါမှာဘာယူမလဲဆိုတော့ sensor ဟာလေးယူမလား pro ဆိုတဲ့ဟာလေးယူမလားပေါ့နော်ဆိုတော့ဆရာကတော့ဒါ background animation ဖြစ်တဲ့အတွက် pro ယူမယ်တို့ပေမဲ့လည်းဒီစင်းကနေ pro pro ကနေစင်းပြောင်းတာတီအောင်အရင်ဆုံးကိုစင်းအနေနဲ့အရင်ဆုံးယူလိုက်မယ်ယူပြီးတော့ပြီဆိုလို့ရှိရင် ထပ်ပြောင်းမယ်ပေါ့နော်အဲဆိုတော့အဲ့ဒီမှာဒါထုံးစံတိုင်းပေါ့နော် adjust ပြန်လုပ်ရမယ်ပေါ့ဆိုတော့သူ့ကို adjust လုပ်ရမယ်အဲဒါတော့ထုံးစံတိုင်းပေါ့နော်ဒါဒီ control animator ကပြင်ကန်းစာတွေကိုကြည့်ပြီးသားလို့ဆိုရင်တော့နားလည်မှာဖြစ်ပါတယ် ဟောဒူရတဖော်ကဒါဟုံးပေါ့နော်အဲရာတော့ပြီဆိုလို့ရှိရင်ဒီခရိုက်တာပေါ့နော်ဒီဖူးထူးခရိုက်တာလေးဟိုဒါလမ်းလျှောက်တယ်ပေါ့နော်လမ်းလျှောက်တဲ့အခါမှာဒါသူ့ရဲ့ဒီ background လေးကရွေ့နေမယ်ပေါ့အဲ့လိုမျိုးလုပ်ချင်တယ်ပေါ့အဲဆိုတော့ timeline ကိုခေါ်မယ်အဲ့ဒီမှာအရေးကြီးတာကဘာလဲဆိုတော့ဒီ background animation ကိုအာလုပ်တဲ့အခါမှာဒီ prop အနေနဲ့လုပ်မှာဖြစ်ပါတယ်ပေါ့နော်ဒီမှာသူကဒီ scene အနေနဲ့ရှိထားဖြစ်တယ် အစင်းအနေနဲ့မဟုတ်ဖက်နဲ့ဒီ animation လုံးမဲ့ background တခုကို prop အနေနဲ့ပြောင်းရမှာဖြစ်တယ်ဆိုတော့ဘယ်ဟာကိုပြောင်းမလဲပေါ့နော်ဒီမှာကတော့ဒီနိုင်ငံကိုပြောင်းလိုက်မယ်ပေါ့နော်ဒီနိုင်ငံကိုပြောင်းလိုက်မယ်ဒီ background background ဆိုတဲ့နိုင်ငံကို rocklin နေပြီးတော့မှ compact to prop ဆိုရင်ဒါ prop ဖြစ်သွားပြီเนาะဒီ background က prop တဲဝင်သွားပြီအဲဒါဆိုလို့ရှိရင်သူ့ကို animation လုပ်မယ်ပေါ့အဲဆိုတော့ဟုတ်ပြီ animation လုပ်တဲ့ဟာလေးကြည့်ရအောင်အလွယ်ပါတယ်ဘာမှဒီ အဲရှိုးရှိုးရှိုးရှာမရှိဘူးပေါ့နော်အဲ့ဒီမှာဒီ animation လောက်ရှင်တဲ့ background ကိုဒါ motion temp ဖွင့်ထားလိုက်ပေါ့နော်ပြီးတော့ k ပေါ့ k prop key editor ကိုဖွင့်လိုက်မယ်ပေါ့နော်ဒါဒီဘက်မှာလည်းရှိရေပေါ့အဲဆိုတော့တပါဆိုရှင်အဲဒီဘက်မှာဆိုလို့ရှိရင်ဒါ prop key editor ဆိုတဲ့ဟာလေးရှိတယ် k ပေါ့နော်ဒါ k ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါဒီတန်းလေးပေါ်လာလိုက်မယ်ပေါ့ဆိုတော့အဲ့ဒီမှာဒီ transponder default ဆိုရှင်ပေါ့နော် အဲဆိုတော့ transport ပေါ့နော်ဒါချွေးမယ်ဆိုတော့ transport ပေါ့သူကဒီ transport နဲ့သွားလို့လို့မရအောင်နော်ဒီ transport နဲ့သွားလို့လို့မရဘူးသူကဒီ K ကိုခေါ်ပြီးမှသူကလုရမှာဖြစ်တယ်ပေါ့အဲ့ဒီမှာအာပေါ်လာပြီဆိုလို့ရှိရင်ဒီမှာသူ့ရဲ့ pay လို့လေးရှိပေါ့နော်အဲကျွန်တော်ဘယ်ကနေပြန်ရွှေ့မလဲပေါ့နော်အရှိကနေအနောက်ကိုရွှေ့မှာလားအနောက်ကနေအရှိကိုရွှေ့ရွှေ့မှာလားပေါ့ကျွန်တော်ဒီမှာကတော့တောင်းတဲ့မြောက်ပဲရှိမယ်ပေါ့နော်อืม sorry အဲဓမ္မကတော့ဒါဒီဘေးဘယ်ပေါ့နော်ဒီဘေးဘယ်ရှိမယ်ပေါ့အဲဆိုတော့ဒီဖို့ထူးကဒီရှေ့ကိုတွားမယ်နော်ရှေ့ကိုတွားမှာဖြစ်တဲ့အတွက်ဒီ background ကနောက်ကိုရွှေ့တွားမှာဟုတ်တယ်နော်ဆိုတော့အဒီ background ကိုနောက်နောက်ကိုရွှေ့တွားတဲ့ motion လေးပေါ့နော် animation လေးထည့်လိုက်မယ် motion လေးထည့်လိုက်မယ်အဲဆိုတော့ဘယ်ကနေဘယ်တိထည့်မလဲပေါ့နော်ဆိုတော့ယူလိုက်မယ်ပေါ့ဒါ100 frame ဆိုတော့33.33 frame ပေါ့အဲ sorry အဲ100 the frame မှာ ဒီ sorry 100 frame မှာဒီ3စက္ကန့်ပေါ့နော်3ဒရမ33စက္ကန့်ရှိမှာပေါ့ကျွန်တော်ဒီ3ထားမလို့3စက္ကန့်အလောက်ထိကိုဒီနောက်ကိုရွှေ့သွားမှာပေါ့အဲဆိုတော့ k ကိုဒါ k နေထားနော် sorry k နေထားတယ်အဲဒီလို transform လေးပေါ်လာပြီဆိုလို့ရှင်ဒီမှာရွှေ့လိုက်မှာပေါ့နော်အဲ့မှာရွှေ့လိုက်တာလည်းတပြန်လည်းတူပါ key fill လေးဝင်มาဖြစ်တယ်အဲဆိုတော့ဒီနောက်ကိုရွှေ့လိုက်မှာဒီအဆုံးထိရွှေ့လိုက်မှာပေါ့ဒီ frame ကအဆုံးထိရွှေ့လိုက်မှာပေါ့နော်ဆိုတော့အဲ့မှာဒါ ီလိုလေးရလာပြီเนาะဒါကတော့ပထမဦးဆုံးအာပထမဦးဆုံးဒီ step ပေါ့เนาะ motion လေးပေါ့အဲထိုက်လိုက်တယ်ထိုက်ပြီးသွားပြီဆိုလို့ရှိရင်အာဒုတိယဆင့်ကဘာလုပ်မလဲเนาะအဲဆိုတော့ဘာလုပ်မလဲဆိုတော့ဒီဒီကောင်လေးခဏပိတ်ထားလိုက်မယ်เนาะအာဘာလုပ်မလဲဆိုတော့ဒီမှာဒီကင်မရာပြင်ထုနေပဲတွားလိုက်မယ်ပေါ့ဆိုတော့ဆင်းရုံခဏ hide ထားလိုက်မယ်โอเค ဒီကောင်းကို window ဒီကောင်းကိုခဏဖြောက်ထားလိုက်ပါနော် content manager เนาะရှေ့နောက်မြောက်ပါနော်ဒါဆိုတော့အဲ့ဒီမှာဘာလုပ်မလဲဆိုတော့ဒီမှာဒီတစ်ချက် bleach လိုက်မှာပေါ့เนาะဒီကနေကြည့်တော့อ่ะเนาะဒီပြောမှဆိုရင်ဒီ bevel ကနေ sorry ဒီ bevel ကနေပြီးတော့ညာဘက်ကိုတွားတယ်ဆိုတော့အဲ့လိုမျိုးအခြေအနေမှာကျွန်တော်အနေနဲ့ဘာလုပ်မလဲပေါ့เนาะနောက်တစ်ဆင့်ဒီ ဆင်းမန်နေဂျာကိုခေါ်လိုက်မယ်အဲ့ဒီမှာဒီဆင်းပေါ့နော်ဒီဆင်းဆိုတာဒီဒီဒီအဆက်လေးတွေကဒီ prop sorry ဒီဟိုလေယာလေးတွေကအဆင်းလေယာမှာရှိတယ်เนาะဒီဆင်းပြောမယ်ဆို category ပေါ့အဆင်းတဲမှာရှိတယ် prop တဲမှာကတော့ဒီ background တစ်ခုရှိတယ်เนาะအာ zero အနေနဲ့ဒီ background ကိုပဲ motion လုပ်ထားဖြစ်တယ်ဆိုတော့ဒီအဲ့ဒီ background ကို motion လုပ်တဲ့ တူရဲ့ motion ကိုပေါ့ follow လုပ်မယ်ပေါ့နော်ဒီဟာတွေအကုန်လုံး follow လုပ်မှာဖြစ်တယ်ဆိုတော့တူကိုအကုန်လုံး slam မှတ်လိုက်မယ်ပေါ့နော် slam မှတ်လိုက်ပြီးသွားပြီဆိုလို့ရှိရင် link ချိန်လိုက်မယ်နော်တူနောက်ကို follow လုပ်မှာဖြစ်တယ်နော်ဒီအာ background နောက်ကို follow လုပ်မယ်ပေါ့နော်အဲ့မှာတစ်ချက် play ကြည့်မယ်အကုန်လုံးပါသွားပြီဟုတ်တယ်နော်အကုန်လုံးပါသွားပြီဟုတ်ပြီဒါအကုန်လုံးပါတော့တစ်ချက်အစနဲ့ဆုံး play ကြည့်လိုက်မယ် ဒီ frame အထိပေါ့နော်ဒီဘောင်အထိပေါ့ဒါဆင်က frame ချထားတဲ့ဘောင်အထိပေါ့နော်ဆိုတော့အရေးကြီးတာတကူကဒီမှာနော်ဒီအပြာ frame လေးအလကားမဟုတ်ဘူးဒါဆင်အနေနဲ့ဒါ frame ချထားတဲ့ဟာလေးပေါ့ဒါ home ကိုနေလဲဒါနဲ့အဲ့ဒီအပြာ frame လေးနဲ့ quality ဖြစ်နေပို့ပြီးအဆင်ပြေတာပေါ့အချိန်ကပြူရတာပေါ့နော်အဲဆိုဟုတ်ပြီ။ start 2ပြီးသွားပြီနော်။ start 1ဒီဒီအာမိမိ anime လုတ်ချင်တဲ့ layer ပေါ့။အာ layer ကို prop အနေနဲ့ပြောင်းတယ်။ပြောင်းပြီးသွားတဲ့အခါမှာအဲ့ဒီ အဲ pro ကိုဇာတ်ရုံးအနေနဲ့ဒီ scene ထဲမှာရှိတဲ့ဒီ object တွေပေါ့ပြောမယ်ဆိုရင် layer တွေပေါ့နော်အဲ့ဒီဟာအဲအဲ့ဒီဟာကို link ချိတ်လိုက်တယ်ပေါ့ဒီ background link ချိတ်လိုက်တယ်အဲ့ဒါဆိုရင်ဒီအဲ background ဒီလုတ်တဲ့အလျောက်ပေါ့ပါသွားတယ်ပေါ့နော်ဆိုတော့ဒါရော step 2เนาะ okay step 3 step 3မှာအကုန်လုံးကို copy ယူမယ်เนาะဒီ layer တွေအကုန်လုံးပေါ့ဒီ prop ဒီ background အကုန်လုံးပေါ့နော်ဒီ ်ဆရာတို့အနေနဲ့ကျတော့ဒီ background ကို animate လုပ်မှဖြစ်တဲ့အတွက်ဒီ background အကုန်လုံးကိုပါပါမယ်ဒီမှာ sky ကတော့ပြောမှခြံထားခဲ့လို့လို့ရနော်ဒါ sky ရဒီမှာကျတော့ဒီအာတိတ်နေပါတယ်မရှိရတဲ့အတွက်အာပြောင်းမဖြစ်နေဘူးနော်ခြံထားလည်းရတယ်မခြံထားလည်းရတယ်အဲ့တော့ဒီမှာတော့အကုန်လုံး oscillate မှတ်လိုက်မယ်ပေါ့နော်အာဒီ background layer အကုန်လုံး oscillate မှတ်ပြီးသွားပြီဆိုရင်ဒါ duplicate လုပ်မယ်ပေါ့ copy ပွားမယ် โอเคบွားပြီးွားပြီဆိုရင်ဒါဒီဘက်ကိုနည်းနည်းရွှေ့လိုက်မယ်ပေါ့နော်ရွှေ့လိုက်တဲ့အခါမှာလေးရလိုက်မယ်အဲ့ဒီမှာဒီ flip လုပ်လိုက်မယ်ပေါ့နော် flip လုပ်လိုက်မယ်โอเคအဲ့ဒီမှာဒီကောင်ကပြောက်ပါလေအာပြောင်းရအောင်နော်ဆို sky ဝင်တော့ကိုရွှေ့လိုက်ပေါ့နော်ဒီ sky သူက copy ယူထားတဲ့ layer တွေဒီ000ဆိုပြီးတော့ရှင့်နေပေါ့အဲ့ဒီဟာလေးတွေကို တည်ပြုရမှာဖြစ်တယ်။ဒါလေးတွေဒီ copy ယူထားတဲ့ဟာလေးတွေပေါ့နော်။အဲ့ဒီဟာလေးတွေတည်ပြုရမှာဖြစ်တယ်။ဆိုတော့ပြီးသွားပြီဆိုလို့ရှိရင်ဒါ fill လုပ်ပြီးသွားပြီနော်။ fill လုပ်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီ00ဆိုတဲ့ဟာလေးတွေကိုတစ်ချက် select မှတ်လိုက်ပေါ့နော်။ control လေးဖိပြီးတော့အကုန်လုံးကို select မှတ်ပြီးသွားပြီဆိုတော့ right click နေပြီးတော့အာအကုန်လုံးကို remove object animation ဆိုပြီးတော့စိတ်ချရအောင်ပေါ့နှိပ်လိုက်မယ်ပေါ့နော်။ animation တွေ fail လိုက်တယ်ပေါ့နော်။အာဖိပြီးသွားပြီဆိုလို့ရှိရင်2ကိုလည်းလင့်ချိတ်မယ်။ဘယ်ကိုချိတ်မလဲ။ ကျွန်တော်ဒီ main လှုပ်ထားတယ်ပေါ့နော်ဒီ enemy လှုပ်ထားတယ်ဒီ main လေယာဉ်ကိုပဲသွားချိန်မှဖြစ်တယ်နော်ချိန်လိုက်ပြီအဲ့ဒါဆိုရင်ဒီ main လေယာဉ်ကသွားတဲ့နောက်ကိုအကုန်လုံးဒီလှိုက်ရမှာဖြစ်တယ်အဲနော်ပြီးတော့ဒီနေရာမှာဆိုလို့ရှိရင်ဒါ surrounding နည်းနည်းလောက်မှာဒီ share broad တိုင်းလေမနည်းနည်းလောက်ကြံထားတယ်နော်ဒီမှာလေဒါ photoshop ထဲမှာဖြစ်လို့ရတယ်နော်ဒီမှာတော့မဖြစ်တော့ဘူးအဲဒီမှာတော့ home ကိုနေနိုင်မယ်ပေါ့ဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကြည့်အောင် နက်နက်လာဟိုဘက်ကိုလေးတိုးလိုက်မယ်ပေါ့နော်ဒီလေယာဇီရိုလေးတွေကိုပေါ့อืมอืมอ่าဆိုတော့ဟိုဒါတော့ဒီတရား frame အထိပေါ့အာတရား frame အထိကိုအာထပ်ထားတယ်ပေါ့တစ်ချက်ကြည့်အောင်သူရဲ့ဒါ main background ပြောမယ်ဆိုရင်ဒီကောင်က BGM နေပေါ့နော် အဲပေးလိုက်မယ်ဒါကတော့မေးနော်သူရအာ key frame ကိုကြည့်နေတယ်ဆိုရင် key ကိုနှိပ်လိုက်မယ်ပေါ့နော်ဒါ key prop key editor ဆိုတာရှိတယ်နော်ဒီဘက်မှာလည်းရှိတယ်ဒီခါလေးပေါ့နော်ဒါ prop key editor လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒါပေါ်လာလိမ့်မယ်ဟုတ်ပြီအဲ့ဒီမှာဒါ key frame လေးဒါဆုံးတာလုံကဒါဆရာတို့လုံထားတဲ့ key frame လေးပေါ့နော်အာ01နဲ့100 frame အထိဒါစကန်အဖြစ်3 3.33စကန်နော်ဆိုတော့အဲ့ဒီကြီးကိုဒါ animate ပေးထားတယ်နော် okay အဲ့ဒီကြီးရပြီနော် ရပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ဒီပါလဲဆိုတော့ဒီအဲ့ဒီ animation ကို collapse လုပ်မယ်เนาะ collapse clip ကိုဖွင့်လိုက်မယ်ဖွင့်ပြီးသွားတဲ့အခါမှာဒီကနေဒီ ठी ကို select မဲ့ရမှာဖြစ်တယ်เนาะဆရာတို့ဒီ animation ပေးထားတဲ့ timeline ပေါ့เนาะအဲ့ဒါကိုဒါ dress up ပြီးတော့ select မဲ့လိုက်မယ်ပေါ့ဒီကနေเนาะဒါဒီကနေဒီ ठी ကို dress up ပြီးတော့ဒီ key fill ရနေပေါ့เนาะ key fill ဒီ ठी ကို dress up ပြီးမှတ်လိုက်မယ်မှတ်ပြီးသွားပြီဆိုလို့ရှိရင် right click နေပြီးတော့အာ add to action menu เนาะဒါလည်းအရေးကြီးတယ်เนาะ ဒါလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်အာ PGN ဆိုပြီးတော့ဆရာကနာမည်ပေးလိုက်မယ်အာပေးပြီးတော့တဲ့အခါမှာနောက်တစ်စင်းဒီဘာလုပ်မလဲနော်အဲ့ဒီအထဲမှာ rugby နှိပ်လိုက်တယ်ဆိုလို့ရှိရင် AC Milan ထဲမှာ PGN ဆိုတဲ့ဆောင်းရတုံးက collect clip ကနေ save လိုက်တဲ့ဒီ motion clip ကပေါ်လာတယ်နော်အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာ motion clip လေးပေါ်လာမယ်နော်ဆိုတော့ဆိုတော့ကဒီ rugby နှိပ်ပြီးတော့ remove လုပ်လိုက်တော့နော်မှာဆိုရင်လောလောဆယ်ဘာ animation မှမရှိတော့ဘူးเนาะ ဆိုတော့ rugby နဲ့ပြီးတော့ animation ကြီးကို BG Anime လို့ပေးလိုက်တဲ့အခါမှာ animation ဝင်လာတယ်နော်အဲ့ဒီဟာတွေအရေးကြီးတာတွေနော်နောက်ထပ်တစ်ခေါက်ပြန်ပြောမယ်နော်နောက်အရေးကြီးတာတွေပါလဲဆိုတော့ဒီ animation ပေးတဲ့ဟာဒီ background sorry ဒီ animation ပေးတဲ့ background ဒီ prop ဖြစ်ရမယ်နော် prop မဟုတ်ဘဲနဲ့ဒီ scene နဲ့ဟာ scene နဲ့ layer ကိုပေးထားရဆိုရင်အဲ့လိုမျိုး color clip လုပ်လို့ရမှာမဟုတ်ဘူးနော်အဲ့ဒီဟာလေးတော့တတိပြုစီခြင်းနဲ့မထားပြီပေါ့နော်အဲဆိုတော့ဟုတ်ပြီ2ကို play လိုက်မယ်ပေါ့ပြလိုက်မယ်နော် ကျွန်တော်ဟုတ်ပြီဘယ်အချိန်အထိဘယ်စက္ကန့်အထိသူသူ့ကိုတွားထားမလဲကျွန်တော်လောလောဆယ်မှာဒီပုထူးလေးကိုဆရာတို့နေနဲ့ဒီ animation ကျွေးလိုက်မယ်ပေါ့နော် animation ကျွေးလိုက်တဲ့အခါမှာအာ sorry လမ်းမလျှောက်ဘူးပြေးမယ်ပေါ့ are you a run ပြေးမယ်ပေါ့နော်အာပြေးမယ်ပေါ့အာဒါကတော့ပေါ့နော်ဒီ version 5နော် version 5ကတော့သူကပတ်စံပြေးတုံးတာဖြစ်တယ်အဲဝယ်မယ်ဆိုလို့ရှိရင်၄၅ရင်းလောက်တော့ရှိမယ်ပေါ့နော်မြန်မာငွေနဲ့ပေါ့မြန်မာငွေနဲ့၄၅ရင်းလောက်ရှိမယ် အဲ USD အနေနဲ့ကတော့100ကျော်အခုကတော့ discount တွေပါညာနေဆိုတော့အာနည်းနည်းတော့စီးကျသွားတယ်ပေါ့နော်အဲဆိုတော့ဝင်ကျင်နေဆိုရင် Two Official website မှာသွားဝယ်လို့ရတယ်ပေါ့အဲဆိုတော့ဟုတ်ပြီအဲတော့ပြေးအောင်ပေါ့နော်ဒါပြေးမယ်ဒီဟာလေးထည့်လိုက်မယ်ပေါ့အော်ထည့်လိုက်တဲ့အခါမှာဒါ two ရဲ့မလား motion လေးပေါ့နော်ပြီးတယ်ပြီးတယ်ပြီးတယ်โอเคเนาะဒါဆိုလို့ရှိရင်ဒါပဲ chain ပြီးမှ900 frame ဒီပြီးလိုက်မယ်เนาะ900 frame ဒီပြီးလိုက်မယ်ဆိုတော့2ကိုလည်း အဲဆရာတို့နေက define လုပ်လိုက်မယ် timeline ကိုလည်း900 define လုပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ပြီးမယ် okay ဒါဆိုရင် background animation လေးရပြီပေါ့ဆိုတော့အဲ့ဒီမှာနောက်ထပ်အရေးကြီးတာကဘာလဲဆိုတော့ဒီမှာ background animation ပြလိုက်တဲ့အခါမှာ clip ဒီဒီထိတဲ့ဆွဲထားဖြစ်တယ်ပေါ့နော် motion တွေတည်တယ်အဲ့ဒါကို copy ကူးလိုက်မယ် loop ပတ်လိုက်မယ်ပေါ့နော်အဆုံးထိ loop ပတ်လိုက်မယ်900 frame ကို loop ပတ်လိုက်မယ်အချက်ကြည့်ရအောင်อืมနော် အဲသူကလူပတ်သွားတယ်ပေါ့နော်လူပတ်သွားတယ်ပေါ့အဲ့တော့အဲ့ဒီဟာလေးကိုနားလိုက်မယ်ထင်ပါတယ်ဒီဟာဒီအဆက်လေးရတာပေါ့နော်ဆရာပြောလို့ဒီ Photoshop ထဲမှာ clean ရလောက်အောင်มาဖြစ်တယ်အဲဆုံးတော့ဒီမှာဆရာအဲဒီဘက်ဘီနားလေးမှာကြံသွားဖြစ်မယ်ပေါ့နော်ဒီ sky မှာပေါ့ဒီ sky မှာနည်းနည်းလောက်ကြံသွားဖြစ်မှာဟုတ်အဲ့ဒီဟာလေးကိုတစ်ချက်စစ်လိုက်မယ်ပေါ့နော်ဒါကိုဖားတော့ကိုပေါ့ကိုလုံးတဲ့ခါကိုဖားတော့ကိုစစ်ရမယ်ပေါ့နော်အဲဆိုတော့ဟုတ်ပြီဒါကတော့ အဲနောက်တစ်ဆင့်ကဘာလဲဆိုတော့သူ့ကိုဇီရိုအနေနဲ့ဒီကင်မရာလေးခေါ်ပြီးတော့ပေါ့နော်ဒီ record လေးဖမ်းပြီးတော့တစ်ချက်စမ်းကြည့်ရအောင်ပေါ့နော် okay ပြီးရဟာလေးပေါ့နော်ဆိုအနည်းကပြီးမှလာနော်ဒီလိုလေးဆိုတော့ပူပြီးတော့အာပူပြီးကောင်းတာပေါ့နော်ငါဒီကနေပြီးတော့အာဒီထိအာကင်မရာလေးကိုမှုဆွဲသွားမယ်ပေါ့နော်ဒါအောက်ကနေအပေါ်ပေါ့အဲ အဲပြီးရ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 ဒါဆိုရင်အဲဆရာတို့လိုချင်တဲ့ဒါ background animation တွေရပြီပေါ့အာနားလည်မလို့ထင်ပါတယ်နော်နောက်တစ်ခုကအဲခါရပြောလိုက်မယ်ပေါ့နော်အဲ့ဒီမှာဒီ background animation ကိုဒါပြောင်းချင်တယ်ချင်းချင်းနဲ့ဆိုရင်လည်းရတဲ့ကိစ္စမရှိဘူးအာဆုံးနာဆရာက ကြားလိုမျိုးပဲပေါ့နော်ဒီနားလည်းမှာပုံလေးတွေထပ်ထည့်လို့ရတယ်ပေါ့နော်ပုံလေးထပ်ထည့်ပြီးတော့ဆိုလို့ရှိရင်ဒီ main action ကိုပဲဒီ animation ပေးထားတဲ့ layer ကိုပဲပေါ့နော်အာ copy လိုက်တဲ့ဆိုရင်ရပြီပေါ့ဆိုတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဒီသင်ခန်းစာကတော့ကျွန်တော်တို့ဒီ Cartoon Animator ကိုအသုံးပြုပြီးတော့ဒါ background animation ကိုပြုလုပ်ထားတဲ့သင်ခန်းစာဖြစ်ပါတယ်ဒီ technique ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီ landscape တဲ့ခါပေါ့နော်ဒီ loop တဲ့ခါပေါ့ landscape တဲ့ခါပဲဖြစ်ဖြစ် ဒီပြီးတဲ့ခါပဲဒီအစားရှိရမယ်နော်ဒီကိုတုံးတန့်တဲလို့ပေါ့နော်ဒီအာတုံးလို့ရပါခင်ဗျာ